အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနီလီတနီဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ညနေမှာတော့ဒါကျွန်တော်တို့လက်ရှိမှာဒါ Manchester United အသင်းကိုပြောင်းရွှေ့ခြင်းနဲ့နောက်ထပ်ကစားသမားတယောက်ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါပါတယ်။အဲ့လက်ရှိမှာတော့ Manchester United အသင်းအနေနဲ့လက်ရှိဒါကျွန်တော်တို့တို့အနေနဲ့ Tyson မူရှာဖွင့်နေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ Manchester United အသင်းနဲ့အခုလက်ရှိမှာသူတို့ရဲ့ Tyson မူနေရာအတွက်အခုလက်ရှိမှာမထင်မှတ်တဲ့ကစားသမားတယောက်ကသူတို့ကိုဒါကျွန်တော် join ချင်နေဆိုတဲ့တင်းနေထွက်ပေါ်လာတယ်။မထင်တော့မထင်မှတ်ဘူးဆိုတော့ပြောလို့တော့မရဘူး။ဒါဒါ Ruben Amorim ရဲ့တပည့်ဟောင်းလေးဖြစ်ခဲ့တယ်။ဒါလက်ရှိမှာလည်းဒါကျွန်တော်တို့ Tyson မူ market ထဲမှာနာမည်လေးကြီးနေတဲ့ကစားသမားတယောက်ကိုတော့ဒါ Manchester United အသင်းကိုသူကပြောင်းရွှေ့ခြင်းနဲ့ဆွေးတ တင်းကိုဘန်ဂျကော့ပြရဲ့ဒါကျွန်တော်တို့ Twitter ဆမ်မစ်နာဘောကကျွန်တော်တွေ့ခဲ့ရတာဖြစ်တယ်။ဘန်ဂျကော့ကလက်ရှိမှာဒါနောက်ပိုင်းမှာ tier 2 tier 3 level ထိတက်လာခဲ့ရင်တော့ tier 3 tier 4 level လောက်ပဲရှိတဲ့ journalist တွေဖြစ်တယ်ပေါ့နော်။အဲ့တော့ ြောရမယ်ဆိုတော့ခုလက်ရှိဒါဒီဒီလေးနည်းနည်းလေးကျွန်တော်ဆွေးနွေးဖို့စတင်ပြီးလူလာခဲ့ပြီအဲ့ဒီကစားသမားကကျန်တဲ့ကစားသမားမဟုတ်ဘူးလက်ရှိပါဒါတချိန်က River Armoring နဲ့တွဲဆော်ခဲ့ပြီးဒါတကယ်ကိုဒါဒီနှစ်မှာလည်းအကောင်းဆုံးခြေစွမ်းတွေကိုပြသခဲ့တဲ့တိုက်စစ်မှုဖြစ်တဲ့ Victor Kayogres ပဲဖြစ်တယ် Victor Kayogres နဲ့ဒီနှစ်ညွေရာသီမို့အေးပေါ့ဒီနှစ်ညွေရာသီပြောင်းရှုမှာသူ့ရဲ့ main အသင်းဖြစ်တဲ့ Sporting ကတရားဝင်ထွက်ခွာတော့မှဖြစ်ပြီးတော့ Sporting ဘက်ကလည်းတရားဝင်ဒီကစားသမားကိုရောင်းချဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးလို့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဒါကြောင့်မို့လက်ရှိမှာ Victor Kayogres ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့လက်ရှိမှာ တာကျွန်တော် Manchester United သင်ကပထမကတော့မမေရ Europa League ရမယ်ဒါကြောင့် Champions League ဝင်ခွင့်သာရခဲ့မယ်ဆိုရင်တော့ Victor Kyagres ကိုနင်းနင်းတွေရဒီမှာခေါ်ယူသွားဖို့တဲ့စဉ်းစားခဲ့ပေမဲ့ United သင်ရဒါကျွန်တော် Final မှာရှုံးနေကြမှုကြောင့်ရှုံးနေခဲ့မှုကြောင့်သူတို့နေနေတာမခေါ်ဘူးအတွက်စဉ်းစားခဲ့တဲ့အနေအထားမှာရှိတယ် တို့ပေမဲ့တော့ညလေ United အသင်းကခုလက်ရှိမှာတိုက်စစ်မှုလူအပ်ချက်ရဲ့အဓိကလူအပ်ချက်ဖြစ်လာတဲ့အတွက်ကြောင့်ဒီနေရာမှာဒါ market ထဲမှာတိုက်စစ်မှုပြန်ရှာတယ်။ Manchester United အသင်းကခုလက်ရှိဒါကျွန်တော် Victor Kyogres မတိုင်ခင်မှာတိုက်စစ်မှုနေရာအတွက်ဒါကျွန်တော်တိတလောက်ကပေါ့နော် Goncalo Ramos ရဲ့ဒါ Mateta ရဲ့ဟိုဒါပိတ်မှတ်ထားခဲ့တယ်။လက်ရှိမှာ Mateta က Manchester United အသင်းရဲ့ဒါ number 1ပိတ်မှတ်ပုံစံမျိုးဖြစ်ခဲ့ပြီးတော့ Mateta ကိုတော့ United အသင်းကခေါ်ယူဖို့အတွက်စိတ်ဝင်စားတယ်။ Crystal Palace အသင်းကလက်ရှိမှာ Europa League ဝင်ထားတဲ့အတွက်ကြောင့် Mateta ကိုတော့လွယ်လွယ်ကူကူနဲ့မယောင်းချင်ဘူး။ဒါပေမဲ့လက်ရှိမှာဒါ Crystal Palace ဘက်ကလက်ရှိမှာသူတို့ ့အဓိကကစားသမားတွေတော်တော်များများဒီနေ့ຫນွေမှာထွက်ဖို့အတွက်တော်တော်လေးကိုရေပန်းစားနေတဲ့အသေးသေးသင်ဖြစ်ပြီးသူတို့နေဒီကစားသမားတွေကိုတော့ယူရိုပါလိမတိုင်ခင်မှာဒါကျွန်တော်တော်တော်လေးကိုထိန်တာဒါပေမဲ့ Crystal Palace ကိုယ်တိုင်ကလည်းလက်ရှိမှာသူတို့ရဲ့ပိုင်ရှင်တော့ share ရှင်နဲ့တယောက်ကလည်း Lyon မှာပါဝင်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ယူရိုပါလိဝင်ခဲ့မယ်ဆိုတော့အခုလက်ရှိမှာ UEFA ကသူတို့ကိုပါဝင်ဝင်ပြုမလားမပြုမလားဆိုတဲ့ဥစ္စာကတော်တော်နေတောက်ပြီဖြစ်နေအဲပြောချင်တာလက်ရှိမှာ Crystal Palace ကတော်တော်လေးအုံနောက်စားတဲ့အခြေအနေဖြစ်တယ်။အဲ့တော့ Crystal Palace ရဲ့လက်ရှိတိုက်စပ်မှုဖြစ်တဲ့ Matita ကို United အသင်းကလူချင်းမဲ့ Crystal Palace ကသူတို့ရဲ့ပြဿနာတွေသူတို့ဖြေရှင်းနေကြအောင် Matita ရဲ့အယောင်ကိုသူတို့အနေနဲ့အာယုံမဆောင်နိုင်သေးဘူး။ Matita ကိုရန်လက်ရှိမှာ Crystal Palace မှာပဲပျော်ရွှင်နေပြီးတော့သူအနေနဲ့အသင်းမပြောင်းရလဲဖြစ်တယ်ဆိုတဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်ဆိုတာကိုသတင်းနေရသိရတယ်မှာပါ။အဲ့ဒီကိစ္စတွေကိုကျွန်တော်တို့က Matita ကိုခဏမိလိုက်အောင်လက်ရှိမှာ Victor Kyogres ဘက်ကိုနည်းနည်းလေးပြန်တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာ Victor Kyogres ကသူအနေနဲ့ Manchester United အသင်း Champions League မဝင်လဲသူအနေနဲ့ဒါ Manchester United သင်းကိုပြောင်းရွှေ့ပြီးကစားခြင်းကြောင့်ကို Banjic Corps ရဲ့ Twitter Channel မှာကျွန်တော်အနေနဲ့တွေ့ရတယ်ဒီမှာပါခဲ့တယ်အဲ့ဒီတဲ့ရေးရဆိုတော့ဒါလက်ရှိမှာ ဖိတ်တာကာယိုကက်စ်ရဲ့အကြောင်းအရာနည်းနည်းလေးပြန်ပြောဖိတ်တာကာယိုကက်စ်ကိုမမဲရဒီနှစ်နွေရဒီအစောပိုင်းမှာတော့ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်အာဆိုတင်းကကြိုးစားခဲ့တယ်မမဲအာဆိုတင်းရဲ့ကစားသမားနဲ့လည်းပုဂ္ဂိုလ်ရေးရသဘောတူညီမှုရရှိခဲ့ပြီးတော့ထူးထူးဆန်းဆန်းပြအာဆနိုတင်းကဒါကျွန်တော်ယူတန်းပြန်လှည့်ပြီးတော့ဆက်စကိုဘက်လုံးဝအပြေးဝလိုက်နေတဲ့တယ်မှာပါတယ်ဆက်စကိုလည်းရှိမှာအာဆနိုတင်းကပုဂ္ဂိုလ်ရေးရသဘောတူညီမှုဆက်ရပြီးတော့ဆက်စကိုကလည်းလက်ရှိမှာအာဆနိုတင်းကခေါ်ယူဖို့ကြိုးစားနေဖိတ်တာကာယိုကက်စ်ကိုပြပြီးတော့ဖိတ်တာကာယိုကက်စ်ကိုလက်ရှိဂျားထဲမှာလည်းချယ်ဆီတင်းကတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့ပြီးမြဲအခုရှိမှာရှေ့မရောက်ခဲ့ဘူးဆိုတဲ့တဲ့ရင်ထွက်လာ ာခဲ့ပြီးတော့ Chelsea သင်းက Hugo Akatai ဘက်ကိုအပြေအဝါလှည့်သွားရဆိုတဲ့သတင်းထွက်ပေါ်လာခဲ့။အဲ့တော့ဒီနေ့မှကျွန်တော်တော်တော်လေးကိုစဉ်းစားစရာဖြစ်တာ Victor Kyokas မှာဘာများဖြစ်နေလို့လဲ။စဉ်းစားကြခုနကပြောလို့ပြ Arsenal သင်းကလည်း Victor Kyokas နဲ့ပုံကိုကြီးရသဘောတူညီမှုတောင်ရထားပြီးတော့မှပြီးတော့မှလှည့်ထွက်ပြီးတော့ဒါကျွန်တော်တို့ Sesco ဘက်ကိုပြောင်းသွားခဲ့တယ်။ဒီ Chelsea သင်းနဲ့ဒါပေမဲ့ Victor Kyokas နဲ့သူကပုံကိုကြီးရသဘောတူညီမှုမရဘူး။သူတို့နှစ်ယောက်ကတရားဝင်စကားပြောဆိုမှုလုပ်ခဲ့တယ်။ဒါပေမဲ့ဒါ Victor Kyokas ရဲ့အပြောင်းအရွှေ့မှာဒါကျွန်တော် Yudan လှည့်ပြီးသူနဲ့ Hugo Akatai ကိုပုံကိုကြီးရသဘောတူညီမှုရဖို့တော့စူးစမ်းနေတယ်။အဲ့တော့ United ကဒီ conversation နဲ့မှာအခုဝင်လာခဲ့ပြီ။ ယ် United အသင်းနဲ့ခုလက်ရှိမှာ United ကဒါ Vader Kayakes ကိုတွားပြီးခေါ်ယူတဲ့ဆက်သွယ်မှုပြုလုပ်ထားတာမဟုတ်ဘဲနဲ့ကစားသမားရဲ့ agent ကိုတိုင်ကဒါ United အသင်းကိုပြောင်းရွှေ့ခြင်းကြောင့်သူ့အနေနဲ့တရားဝင် media တွေစီကနေပြီးတော့သတင်းလွှတ်ခဲ့တယ်ပြီးတော့ဒီထဲမှာ United ပြည်သက်တွေကတော်တော်လေးကိုတွေးဝေစရာဖြစ်တော်တော်လေးကိုစဉ်းစားစရာဖြစ်တဲ့သတင်းကဘာလဲဆိုတော့ဘာကြောင့်လဲ Vader Kayakes နဲ့ခုလက်ရှိမှာဒါတချို့အသင်းတွေမခေါ်ပင်းတဲ့ U-turn ပြန်လှည့်သွားတာဘာကြောင့်လဲကစားသမားအနေနဲ့လက်ရှိမှာဒါပုဂ္ဂိုလ်ရေးရာသဘောတူညီမှုလည်းခတ်တဲ့ထားမှမရှိဘူးသူ့ရဲ့လောက်ခလာဆိုတာတောင်းဆိုမှုကလည်းနေတယ်တပတ်လောက်ခလာဆိုတာပေါင်2300ပုံစံမျိုး လောက်ပဲတောင်းတယ်ဒါယူရိုနဲ့တော့ယူရိုနဲ့သိန်းကွက်ပတ်ချလေဝင် United ပေးနိုင်တဲ့လစာရည်တဲ့တကူဖြစ်တယ်အဲ့တော့ပြောချင်တာကဘာကြောင့်လဲလက်ရှိမှာဒါ Sporting ဘက်ကတောင်းထားတဲ့ဈေးကလည်း Euro 65သန်းပေါင်55သန်းပဲရှိရတော့လက်ရှိ market ထဲမှာ striker market ထဲမှာအခုလက်ရှိမှာ Victor Kayakes ကို goal သွင်းထားတဲ့ goal ဖန်တီးမှုတွေပြုလုပ်ထားတဲ့နံပါတ်တွေအရာ တကယ်ကိုလမ်းပြန်ထွက်တဲ့အသင်းအသင်းကို United ဈေး Victor Kayakes ကတွေ့ရတယ်ဒါဆိုဘာကြောင့်လဲဆိုတဲ့မေကွန်ပေါင်းများဆိုရင်လူတော်များဝေဝါးတယ်ဒါပေမဲ့ကစားသမားကလူရှိလက်ရှိမှာဒါ United အသင်းက Champions League မဝင်လဲသူ့အနေနဲ့တွားရောက်ပြီးရှင်ပြိုင် လူကြောင့် United အသင်းမှာပဲသူအနေနဲ့တချို့ကြပြောကြရပေါ့အဓိကကဒါတီးရတော့ဒါနောက်ဆုံး update ရဆိုရင်တော့ Victor Kyokas နေတာသူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ Ruben Amorim နဲ့ပူးပေါင်းခြင်းနဲ့အတွက်ကြောင့်မို့သူအနေနဲ့ Manchester United အသင်းကိုပြောင်းချင်တယ်လို့လည်းသိရတယ်မှာပါဒါပေမဲ့ United ဘက်ကရော United ဘက်ကလက်ရှိမှာ Victor Kyokas ကိုခေါ်မင်းမခိုးဆိုတော့ဘာမှမသိရသေးဘူး။ဘာကြောင့်လဲ။သူတို့အနေနဲ့အခုလက်ရှိမှာ Brian Ambuambu ရဲ့အပြောင်းအရွှေ့ကိုဦးစားပေးနေလို့ဖြစ်တယ်။ Brian Ambuambu ရဲ့အပြောင်းအရွှေ့ဒီမနေ့ကကျွန်တော်တင်ထားခဲ့တဲ့လင်းလူပဲ Manchester United ကညင်းပယ်ဂန်ခဲ့ရပြီးနောက်မှာဒုတိယမြောက်ကန်လန်မှုကိုဆက်လက်ပြီးလုပ်သွားအောင်မှာဖြစ်တယ်ဆိုတဲ့တင်ထွက်လာခဲ့ကြကြောင့်မို့သူတို့နဲ့ Victor Kyokas ကိုအာယုံမဆိုင်နိုင်ဘူးလို့မြင်နေတယ်မှာပါ။အဲ့တော့ပြောချင်တာလက်ရှိမှာ Manchester United အသင်းအနေနဲ့ Brian Ambuambu ရဲ့အပြောင်းအရွှေ့ကိုအဓိကဦးဆောင်ပြီးလုပ်နေတဲ့အတွက်ကြောင့်မို့ Victor ာယုကဆိုလက်ရှိမှာခဏမိထားအဲ့တော့ပြောချင်တာကစားသမားကတော့ပြောင်းခြင်းတယ် United ဘက်ကတရားဝင်ကမ်းလှမ်းမှုဘာညာအဲ့တော့ဒူရောမြတ်ဒီကမှာစိတ်ဝင်စား United အသင်းကိုဒါအသင်းလက်ရှိမှာမနစ်ကရတဲ့အဲ့လောက်ပတ်ခဲ့တဲ့အသင်းတွေဘာလို့ United က United ပဲဗျာ။ဒါကခုနကပြောတရားသီးရဲ့လက်ရှိ အခြေအနေတခုပြောင်းလဲသွားတယ် United ကြီးကပြောင်းမလို့တော့ United က United ဒီမနစ်ကရဒီမှာ65ရရဆိုတာသူတို့ရဲ့ရှိတဲ့ Champion League တွေ Premier League တွေပျောက်ကွယ်သွားတာမို့ဒီအသင်းက history က United က session နေပို့ပြီးတော့ United ဆိုတဲ့အသင်းဟုတ်တယ်65ဖြစ်နောက်နှစ်မှာဒါအဆင့်နှစ်အဆင့်သုံးဖြစ်သွားနိုင်တယ်တင်းတင်းတယ်မပါဘူးပြောချင်တာ unpredictable ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ ဘလို့ပဲပြော ပြောလို့ရတယ်အများကြီးအဲ့တော့ United အသင်း Luke Corner နဲ့ကျွန်တော်တို့တော့သိတော့မဆန်ဘာလို့ United က United ဖြစ်ခဲ့တာဗလောက်ဘုံမှာဒီနှစ်မှာ Real Madrid နဲ့ဖလားလက်မဲ့ဖြစ်ခဲ့တာပဲ Real Madrid နောက်နှစ်မှာ Luke Corner White Sand ဆိုချက်ချင်းပြောင်းသွားတာပဲလက်ရှိမှာ Premier League Club တွေလိုချင်တာမှရေးရထားလို့ White Sand Real Madrid ကိုရွေးသွားတာပဲ Manchester United နဲ့ Real Madrid ကိုကျွန်တော်ဒါ ရှင်ပြောရမှမယ်ပြောပြတာအသင်းကြီးကအသင်းကြီးပဲခင်ဗျာဘလောက်တိဘာပဲပြောပြော at the end of the day မှာအသင်းကြီးတဲ့သင်းကအသင်းကြီးတဲ့သင်းပဲဖြစ်မယ်လို့ကျွန်တော်ကတော့ပုံကိုရရမြင့်နေအဲ့တော့ဒီနေ့မှတော့ Manchester United ကို Victor Caracas ကဘာလို့ပြောင်းနေလဲသိတော့တော့မထူးဆန်းဘူးဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ Victor Caracas ကိုဘာလို့အသင်းကြီးတွေကနေပြီးခန်းငယ်ကိုပြန်ကွေ့ခဲ့လဲဆိုတဲ့အကြောင်းအရာကိုတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်ဒီစားသမားရဲ့လုခလာစားတောင်းဆိုမှုကလည်းမများဘူးသူ့လက်ရှိခြေစွမ်းကလည်းအဲ့လောက်ဒီမဆိုးဘူးတစ်ဖက်ကသူ့အသင်းကလည်းဒါကြောင့်တောင်းထားတဲ့ဈေးကလည်းနည်းတယ် အဲ့တော့ပြောချင်တာအကုန်လုံး okay နေတဲ့ကစားသမားတယောက်ကိုဘာကြောင့်မလို့အသင်းတွေကနေပဲရှောင်ဖယ်ဖယ်ဖြစ်သွားရလဲကျွန်တော်တို့မသိတဲ့နောက်ကအကြောင်းရင်းတွေများရှိအောင်မလားဒါကြောင့်မို့ဒါ United အသင်းနဲ့လက်ရှိမှာတော့ဒါကျွန်တော်တို့သူတို့နေတဲ့ Victor Kayokes ရဲ့အပြောင်းရွှေ့မှာတော့သူတို့နေတဲ့တရားဝင်ဒါဆက်သွဲထားခြင်းတော့မရှိသေးဘူးတရားဝင်ချိတ်ဆက်ထားခြင်းမရှိသေးဘူးကစားသမားအခုဖြစ်နေတဲ့တရင်ကုံတော့ United ဘက်ကဖွင့်တာမဟုတ်ဘူးကစားသမားဘက်ကစပြီးဖွင့်တာအဲ့တော့ပြောချင်တာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုဖြစ်နေတယ်ကစားသမားဘက်ကလက်ရှိမှာ United အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဒီလိုမျိုးစကားဆနေရတဲ့ကြောင့်မို့ United ဘက်ကရောကစားသမားကိုတရားဝင်ကမ်းလှမ်းမှု Sporting ဘက်ကိုလှုပ်သွားမလားကစားသမားနဲ့လက်ရှိမှာခုနပြောသူပဲလက်ရှိမှာကစားသမားပုံကိုအီအောင်သဘောတူညီမော United ကရရတယ်မဟုတ်တရားဝင်ဆက်သွယ်ထားကစားသမားအသိအုံမပြောနဲ့ကစားသမားတော့ဆက်သွယ်ထားခြင်းမရှိသေးဘူးအဲ့တော့ United နဲ့ Victor Kyokas ကိုခေါ်မယ်ဆိုရင်တော့ကစားသမားကိုသဘောတူညီမှုအရင်ယူရမယ်ပြီးတော့မှသူတို့အနေနဲ့ဒါကျွန်တော်တို့ အသင်းဟိုအသင်းနှစ်သင်းကြောင့်ဆိုတော့လက်ရှိမှာ United အသင်းနဲ့ဒါကြီးကိုသူတို့နေလောက်ဖို့အစီအစဉ်မရှိသေးဘူးသူတို့နေလက်ရှိမှာဒါ Brian Ambuambu ရဲ့အပြောင်းအရွှေ့ကိုဒါအဓိကထားပြီးလှုပ်ဆောင်နေတာဖြစ်ပြီးတော့ maybe Brian Ambuambu ရဲ့အပြောင်းအရွှေ့ပြီးသွားမှာပဲ Victor Gyokeres ဘက်ကိုလှင်လှည့်သွားမယ်မလှင်လည်းမလှင်တာဒါပေမဲ့လက်ရှိမှာအခုလက်ရှိမှာကစားသမားကိုယ်တိုင်က United အသင်းကိုလူလူချင်းချင်းပြောင်းရွှေ့နေတာကိုဒါကတော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်တယ်ဆိုတာကိုပဲပြောပြချင်တာဖြစ်ပါတယ်ဒီလောက်ပါပဲအားလုံးမကြိုးတင်ပါနဲ့ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုပေါ့အောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါတော့ဘူးပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဘူး။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ မြန်မြန်လေးနဲ့ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့။ကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပြနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးတူကြရပါပေါ့။ဒီပေါ်ဗျ။